အိမ်ရပစ္စည်းကိုနာခိုးရင်းတကောင်အောင်စေတနာမြတ်တာထားနိုင်တယ်လို့လူပြောများနေတဲ့နှွယ်ပွင့်ရင်တထည်ချင်းနှွယ်ပွင့်ရင်တထည်စင်မို့ဘူးဆိုတော့ကတော့အဝိတ်ထဲလေးတွေရောင်းရင်းနဲ့ bright လောက်ရင်းနာမည်ကြီးလာတဲ့တထည်တို့ဖြစ်ပါတယ်ထို့ပြင်တော့နှွယ်ပွင့်ရင်တထည်စင်မို့ဘူးဟာလမ်းမမှာဆင်းရောက်နေတဲ့သူတွေတောင်းရင်စားတောက်နေတဲ့လူတွေကိုအလှုပ်ပေးတယ်လို့တဘာဝဘေးရနေတဲ့ကြောင်းနေတဲ့လူတွေကိုလည်းအကူအညီပေးလို့လည်းနာမည်ကြီးပါတယ်ထို့ပြင်တော့နှွယ်ပွင့်ရင်တထည်ဟာစေတနာမြတ်တာကောင်းလို့ပြီးတော့နာမည်ကြီးလာပါခုကမှလည်းနယ်ပေါ်ရင်တထင်အောင်ကိုင်ရပစ္စည်းတော်လားခိုးရတဲ့တွေကိုတော့စေတနာမြတ်တာမပြတ်တဲ့အပြုတ်ကိုလေးတစ်ခုကြောင့်လို့ပြောများနေရပါ အထူးသဖြင့်နွယ်ပွင့်ရင်တထင်းရဲ့အင်အားကားတစ်ခုတယောက်ဟာဘက်ထရီကိုလှဖြုတ်ခိုးတာပါနွယ်ပွင့်ရင်တထင်းကတော့ CCTV ကနေကြည့်ပြီးတော့တခိုးဟာမိုးတဲထန်ဆောင်ရွာလို့အိတ်ကောင်းနေချိန်မှာပင်မန်းစွာဘက်ထရီလှဖြုတ်ခိုးလို့တနာနေတာဖြစ်ပါတယ်ဒါအပြင်ကားဘက်ထရီဖြုတ်နေစဉ်မှာလူမိမှလည်းစိတ်ပူနေတာပါနွယ်ပွင့်ရင်တထင်းကသူ့အတွက်ကားဘက်ထရီတစ်ခုဟာမပြောပါလောက်တဲ့ပမာဏမျိုးမဟုတ်ပေမယ့်တခိုးရဲ့မိသားစုစားဝတ်နေပြည်လည်းမယ်ဆိုရင်တန်ပါရလို့ဆိုပါတယ်နွယ်ပွင့်ရင်တထင်းကတခိုးရဲ့ဂုံတိတ်ခါအချက်မရရအောင်ညနာကလည်း CCTV နဲ့အုပ်ပေးထားတာလည်းဖြစ်ပါတယ် ဗီဒီယိုလေးကိုဆောင်းအောင်ကြည့်ပြတော့ကျေးဇူးတင်ပါတယ်တင်ရှိပါရင်နောက်ရက်တွေမှာလည်းဒီထက်ပိုပြီးစိတ်ဝင်စားဖို့ရကောင်းတဲ့စရီးသတင်းချောင်းအလေးနဲ့ပြန်လာခဲ့ပါမယ်ရှင်။